KC YouTube channel လေးကပြန်လဲကြိုဆိုပါရပါเนาะနေ့ဘာလို့ပြောချင်လဲဆိုတော့เนาะတန်လင်ခက်ကပြောတာပါဗျာတန်လင်ခက်ကပြောတာဒီငင်းငယ်ဖိုရန်ဘာညာကုကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့เนาะသူတို့ပြောထားတဲ့အရာအကြတော့တော်သူဘလို့ပြည့်ပြည့်ပေါ့ဗျာเนาะပြောနေရပေါ့ဗျာတန်လင်ခက်ကမောပြောအဲကုလားမာတဲ့တကားပိတ်စနုပွဲတင်ရှိရမို့ကျွန်တော်မြန်မာနိုင်ငံမှာလည်းတကားပိတ်စနုပွဲရှိလာတယ်เนาะကျွန်တော်ပြောချင်တာအားဒါပြောချင်တာเนาะသူတို့ တခါလာလဲတိတာမလားအာကုလသမဂါကုလသမဂါတခါပိတ်စုနေတယ်တခါပိတ်စုနေတယ်နဲ့အဲ့ဒါကြီးပြောကြတာနော်ခင်ဗျားတို့တိရအားမှာကျွန်တော်မြန်မာနိုင်ငံမှာလဲတခါပိတ်စုနေဝယ်ရှိလာတယ်အဲနော်ကျွန်တော်မြန်မာနိုင်ငံမှာလဲတခါပိတ်စုနေဝယ်ရှိလာတယ်အဲ့ဒါကိုခင်ဗျားတို့တိတာနော်အဲ့ကြတော့ဘလို့ဘလို့တွေမသိဘလို့ဘလို့တွေမသိကျွန်တော်တို့နော်အဲ့ကြတော့ သွန်းနွယ်အောင်မြင်လားမအောင်မြင်လားဗာညာကူကတော့မသိဘူးကွာသွန်းနွယ်ကြတော့ဒါအကျိတ်နေသွန်းနွယ်တွေပြောတာပဲမသိဘူးကျွန်တော်လည်းနော်အကြောင်းဒီမှာတန်လွင်ခက်ခတ်တင်လာရလေးချက်နာတော့မယ်မင်္ဂလာပါရှင်စစ်ကောင်စီနဲ့လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့တိုင်းဒါလက်နက်ကိုင်းတွေမပါဝင်တဲ့ငင်ညာရေးဖိုရမ်ကိုနေပြည်တော်မင်္ဂလာသီရီဟိုတယ်မှာကျင်းပနေတာဟာဒီနေ့နဲ့ဆိုရင်ဒုတိယမြောက်နေ့ဖြစ်ပါပြီ အဲ့ဒီ forum ကိုလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့နိုင်ငံရေးပါတီကတာဝန်ရှိသူတွေ၊နယ်ပယ်အသီးသီးကထင်ပေါ်ကျော်ကြားသူတွေ၊ပြည်ရင်းပြည်ပပညာရှင်တွေ၊တရုတ်၊အိန္ဒိယ၊ထိုင်းနဲ့ရုရှားနိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်နေကြတာပါ။ foreign ဒုတိယနေ့ကိုအဖွဲ့1နဲ့အဖွဲ့2နှစ်ဖွဲ့ခွဲပြီးတကားပိတ်ဆွေးနွေးနေကြတာဖြစ်သလိုလက်ရှိမြန်မာနိုင်ငံရဲ့ပကတိအခြေအနေနဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးသွားမယ်လို့သိရပါဗျ။ ီနေ့မနေ့မှာဆွေးနွေးခဲ့ကြတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးခေါင်းစဉ်အောက်မှာတော့ရွေးကောက်ပွဲရဲ့အရေးပါမှုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွတ်တော်ဖော်ဆောင်နိုင်ရဲ့အတွက်ဆောင်ရွက်တဲ့အစီအမံတွေကိုနှစ်ဖက်စလုံးကတိကျစီဆွေးနွေးနေကြတယ်လို့သိရပါဗျ။ မွန်လဲပိုင်းမှာတော့အဖွဲ့၁ကရင်းချမ်းရေးပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲနဲ့နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းတွေကိုဖော်ထုတ်ရေးခေါင်းစဉ်နဲ့ဆွေးနွေးသားမယ်လို့ဆိုပါတယ်။အဖွဲ့၁ကတော့ရွေးကောက်ပွဲအလွန်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးမှာရင်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မဲ့နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အခန့်ကဏ္ဍကိုဖော်ထုတ်ခြင်းနဲ့ပတ်သက်ပြီးဆွေးနွေးသွားမယ်လို့သိရပါတယ်။ ရင်းချဲရရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်ပေါင်းစည်းခြင်းမှအချမ်းတရားဝပြောတဲ့နိုင်ငံတော်တစ်စီတို့သုံးသက်စနစ်ပွဲငင်းချဲရဖိုရန်ကိုနေပြည်တော်မှာဇွန်လ25ရက်ကနေ29ရက်ထိကျင်းပသွားမှာဖြစ်ပါတယ်စစ်ကောင်စီအမျိုးသားစီလုံးရေးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC က ဥဆောင်ကျင်ပါတဲ့အခုဒုတိယအကြိမ်ဖိုရမ်ကို NCA လက်မှတ်ထိုးထားတဲ့ပို့အမျိုးသားလူမျိုးရဲဖွဲ့ချုပ်နာယကဘူမူဂျီခွန်အောက်ကဒီမိုကရေစီအကျိုးပြုကိရကျမ်းဘရော DKBA ကစောစိန်ဝင်မိုပြည်သက်ပါတီ NMSP ကနိုင်အောင်မငေလာဟုဒီမိုကရက်တစ်အစီအယုံ LDU ကကြားစော်မော် ကရင်အမျိုးသားအစည်းအရုံးကရင်မျိုးသားလူမျိုးရေးတံပရောငင်းချမ်းရေးကောင်စီ KNU KNL PC ကစောကြညော့ရခိုင်ပြည်လူမျိုးရေးပါတီ ALP ကစောမြရာဇာလင်းစားတဲ့တိုင်းသောလက်နက်ကင်အဖွဲ့ကခေါင်းဆောင်တွေအပြင်ဝမိုင်းလာနဲ့ SFPP တို့တက်ရောက်နေကြပါတယ်ရှင်။ကြတော့မြင်သားပါရနော်။ကြတော့အခုလုံနေတဲ့ကကျွန်တော်တို့ကဟိုတဲ့နော် ဟိုတရားသဘောဝိုင်းမရောက်မှာပဲအေဂျင့်မှာဒါအကုန်လုံးသိပြီးသားငါအခုလက်နက်ကင်လာတဲ့လူတွေလည်းသူတို့သိတယ်သဘောဝိုင်းမရောက်မှာအေဂျင့်မှာဒီငါတို့အပြောင်းလဲတစ်ခုလုံးလို့ရမှာဆိုသိပြီးသားလက်နက်ကင်မဘာပြူပြောင်းလဲလို့မရောက်ဒါအကုန်သိတယ်မသိလို့လုံးကြောင်မသိတာရဲ့ဘာရင်အောင်ဆိုတော့ကျွန်တော်အသုံးချခံတယ်နော်ကျွန်တော်ဗမာငပိန်လေးပဲရှိတယ်နော်အာတိုက်မရမယ်တောင်းလို့မရတဲ့ဘွဲမှာတိုက်ယူရမယ်ဆိုတော့တရှင်းနေပါရင်ဒါပဲရှိရအမှန်တကယ်ခဏကူကြည့်เนาะအကုန်လုံးပါတယ်ဒါပေမဲ့ authority ပါလားပါလားကြီးကျွန်တော်မသိဘူးเนาะအမှတကားပိတ်တိတကားဖွင့်နေဆွေးနေတယ်ပြုတယ်เนาะကျွန်တော်တို့ကကြိုးဆိုတယ်နောက်ပြီးတော့အခုပါနေရမှတွေ့လာနိုင်ငံသားရောကိုယ်စားလက်เนาะလိလာဆောင်ကြီးကြီးတွေเนาะစောက်ဘောစောက်ဘဲရောမဟုတ်ဘူးညာเนาะစောက်ဘောစောက်ဘဲရောမဟုတ်အလောက်လေးတော့အတိလေးရှိဖို့လိုတယ်ဗျเนาะဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့သူတို့เนาะအခု ရွေးကောက်ပွဲရေရွေးကောက်ပွဲပြီးသွားရင်တို့တော့ပြည့်ပြည့်ပြောင်းလေးဘာညာကူကွာအခုတည်းကဂျူဒန်စီစဉ်နေဆိုကောင်းပလန်နေရှိရလေခင်ဗျာလူတိုင်းမှာပလန်ရှိတယ်နိုင်ငံသမားတိုင်းမှာပလန်ရှိတယ်သူ့အိမ်မှာကိုယ့်အိမ်မှာမလူတာရပဲရှိမှာအားတော့တချို့ကဘုံကြီးကိုမသိသေးရမလားတို့မှတိတို့မှတက်ကောင်နေရှိသေးရဲ့နော်နိုင်ငံကြီးထဲမှာဟောနိုင်ငံပြင်ပမာတွေရောခင်ဗျာအာဘာဖြစ်တုံညာဖြစ်တုံနဲ့တို့မှပလန်ရှိလို့နိုင်ငံကြီးမှာခင်ဗျာတိုက်ဆိုင်နေဆိုမရှိဘူးဂျူဒန်စီစဉ်သားပြီးသားအရေးကြီးပဲလို့ကျွန်တော်တောက်ချောက်ပြောနိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိဘူးနိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိဘူး နော်အဲ့အဲ့စကားကိုမှတော့နိုင်ငံမှာတိုက်ဆိုင်တာမရှိဘူးသူတင်စီစဉ်ထားပြီးသားသူတို့မှ plan plan တွေရှိပြီးသားခင်ဗျာအဲ့ကြောင့်အဲ့ plan တွေအဲ့ plan တွေရှာပြတယ်ဘယ်သူရရရလို့ဒီလိုဒီလိုဆိုတော့သူတို့ညှိနှိုင်းပြီးတော့နောက်ဆုံးအဖြေတစ်ခုထွက်ပြီးရမှာအဖြေတစ်ခုထွက်ပြီးရမှာအဖြေတစ်ခုထုတ်ပြီးရမှာနော်အဲ့ကြတော့အကုန်လုံးကအဲ့တော့ဘုံဒီကိုမဒီဒီရမလားဝေဖန်လေကန်ရေးစောက်စီယာကြီးပြ plan ကဘာရှိလို့ညာရှိလို့သူတို့မှအကုန်ရှိတယ်နော်နိုင်ငံရေးသွားရင်မှသူ့အိမ်မက်တွေသူ့အိမ်မက်တွေသူတို့ လုံးချင်တဲ့ဖုံပေါ်ချင်တဲ့အရာရှိတာကိုကြိုးတွေကိုမကြိုးတွေခဏတာရှိပြီးသားရယ်ပလန်နေရှိပြီးသားနော်အဲ့ဒီထဲမှာအကောင့်ဖြစ်မလားဆိုးဖြစ်မလားဒါပဲတွေ့ရမှာနော်အကြောဆဆရာကြီးနော်ဒီမှာတကားပိတ်တွေဆွေးနွေးနေတယ်နော်ဆောက်ပိန်းတွေကတော့အာမရဘူးငါတို့ကနော်တောင်းယူလို့မရတဲ့ပွဲမှာတိုက်ယူရမယ်ဆိုပြီးတော့လုံနေရအမြင်တော်အောင်ကကြည့်နော်အခုလာဆွေးနွေးနေတဲ့တွေ့လာ KNU လက်ပါတယ် KNU KNL နဲ့ PC ခင်ဗျာ DKBA နောက်ကျတော့ဝါမိုင်းလားဟမ် အများကြီးပဲသူပြောတော့ကျတော့တိုက်နေဟိုင်းဘာဟုတ်ပါ냐ကုကတဲ့ဟမ် UNL ရဘာတော့ဘုရား UNL ဟိုရင် AMP ရှိရဗျာ ANC ရှိရဗျာ UNL ရှိရသူကရေခိုင်မှလည်းတုံ့ပွဲရှိကြီးလေကျတော့သူတို့လုံးလို့ရမယ့်အရာကြီးလုံးလို့ရမယ့်အရာကြီးတော့လုံးကြပါဘူးဗျာဒါပဲရှိရကျွန်တော်လည်းမတတ်နိုင်နော်အကြောကျွန်တော်ကဒီသဘောဝိုင်းရောက်မှအဆင်ပြေမယ့်အရာနော်အကြောသဘောဝိုင်းရောက်မှအဆင်ပြေမယ့်အရာကကျွန်တော်သဘောဝိုင်းရောက်မှပဲပြီးဆုံးမှာနော်အကြောတော့အပေါ်မှာပါမအငင်းပွားမိတယ် နော်အကြတော့ဟိုမြင်းနေတိုင်းပဲတကားပိတ်တီရောတကားဖွင့်ရောဆွေးနေတယ်သူတို့အဖြေတကူကတော့ရမှာပဲအဖြေတကူကတော့ရမှာပြန်တော့ထက်ညိနေမှာပေါ့ဗျာတခါတည်းတော့ရမလားကိုဖြစ်ချင်တာကြီးနေမလားနဲ့ဖြစ်တင်တာလေးနဲ့လာပါလို့လဲသူဟိုတဲကမိကုန်ထဲမှာပါပြီးသားခင်ဗျာဖြစ်ချင်တာရတော့သူလည်းဖြစ်ချင်တာကိုလည်းဖြစ်ချင်တာအဲ့ဒါအဖြေမဟုတ်ဘူးဗျာဖြစ်တင်တာတော့ညိနိုင်ပြီးတော့သွားမယ့်ရာဆိုတဲ့လွယ်အမှဘလို့လာမို့ကျွန်တော်လည်းမသိဘူးလေနော်သူတို့တကားဖွင့်ပေတယ်မှာကျွန်တော်လည်းပါမို့နော် သိတဲ့လူတွေပြောလိမ့်မှာပေါ့ဗျာအမှသတင်းတော့တွေသွားတာရှိတာเนาะအများကြီးပဲကျွန်တော်ကတော့မသိဘူးအကြောတော့စောင့်ကြည့်ပေါ့ဗျာเนาะ plan နေရှိရဆိုတဲ့အကြောင်းတော့သိရတာပေါ့เนาะသူကလွတ်တော့ဒီရွေးကောက်ပွဲကာလရွေးကောက်ပွဲအလွန်ပြီးသွားရင်ကဏ္ဍပါအကုန်လုံးစီစဉ်ချပြီးသားဆိုတော့เนาะစောင့်ကြည့်ရုံပေါ့เนาะစောင့်ကြည့်ရုံပဲတက်နိုင်မှာပဲကျွန်တော်ကတော့